ထိုင်းဝန်ကြီးချုပ်ဖေထုံတန်ရှင်နာဝတ်ဟာလက်ရှိမှာနိုင်ငံရေးအကျပ်တဲနဲ့ရင်ဆိုင်နေရပေမယ့်အာလာယာညွန်ပေါင်းဆိုရဖွဲ့ဝင်ပါတီတွေကသူ့ဆိုရကိုဆက်လက်ထောက်ခံနေကြစေလို့ပြောကြားလိုက်ပါတယ်။ဝန်ကြီးချုပ်ဖေထုံတန်ဟာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့နယ်စပ်ပဋိပက္ခတီးတန့်ဖုန်းခေါ်ဆိုမှုပေါ်ကြခဲ့လို့အကြီးအကျယ်ဝေဖန်ခံရပြီးယာရုကဆင်းပေးဖို့တောင်းဆိုမှုတွေလည်းရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာဒီနေ့ကနေ့ကမဟာမိတ်ပါတီခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးမဟာမိတ်ပါတီတွေရဲ့ထောက်ခံမှုနဲ့အောက်လွတ်တော်မှာအမတ်နေရာအသာစီးရမှုကိုဆက်ထိန်ထားမှာပါအခုလိုညွန်ပေါင်းဆိုရမဟာမိတ်ပါတီတွေရဲ့စီးလုံးညီညွတ်မှုဟာအခုလိုအထီးကိတ်မခံတဲ့ကာလမှာအဓိကကျတဲ့အင်အားတစ်ခုဖြစ်ပါတယ်လို့သူရဲ့ Facebook လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ဖုန်းပြောဆိုမှုမှာနိုင်ငံနယ်စပ်ပြည်ပခါကိုဂိုင်းတွဲနေတဲ့ အမတ်နှစ်စစ်ဒေသတိုင်းမှုကိုစန်းကျင်ဘက်လူလို့တုံတုံခေါ်ဆိုခဲ့တာပါဖုံးဆက်သွယ်မှုပေါ့ချမှုအတွက်ဝန်ကြီးချုပ်ကထိုင်းပြည်သူတွေကိုတောင်းပန်ခဲ့ပေမဲ့သူ့ရဲ့ညွန်ပေါင်းဆိုရမှာဒုတိယအင်အားအကြီးဆုံးပါတီဖြစ်တဲ့ဘွန်ချိုင်းထိုင်းပါတီကညွန်ပေါင်းဆိုရဖွဲ့ကနှုတ်ထွက်သွားပါတယ်ဝန်ကြီးချုပ်ရဲ့ဖူထိုင်းပါတီကတော့လက်ကျန်ညွန်ပေါင်းပါတီတွေနဲ့အစိုးရအသစ်ပြန်လည်ဖွဲ့စည်းဖို့ဆွေးနွေးနေကြပါတယ်လက်ရှိအကြီးဆုံးတိုက်ခိုက်ပြည်သူပါတီကတော့လွတ်တော်ကိုဖျက်သိမ်းပြီးရွေးကောက်ပွဲအသစ်ပြန်လည်ကျင်းပပေးဖို့ဆက်လက်တောင်းဆိုနေပါတယ်ခင်ဗျာ